ခခသိငိမ့်တဲ့လူကိုလုံးလိုက်ပါလို့တိုက်တွန်းဘယ်နဲ့ကြောင့်တရားကြီးဒီလိုတိုက်တွန်းရပါလိမ့်မလို့ဆိုတော့မက်ဖို့မရနိုင်တာကရှင်းမျိုးရှိတယ်ဒုက္ခခသိငိမ့်တဲ့မက်ဖို့မရနိုင်တာဘယ်လိုမျိုးလဲရှင်းမျိုးပါကောင်းပြီတဲ့အဲ့ဒါအင်္ဂုတ္တပါဠိတော်မှာရှေ့ပိုင်းကပြပြီးဒီကာလပေးပါမယ်အဲ့တော့ဒီချိန်လေးဟာ အမှန်တန်ဖို့တန်တဲ့ချိန်လေးဆိုတာခုကတည်းကဆုံးဖြတ်ချက်ချပြီးဒီကလာထားကြပါလို့သတိပေးလိုက်တယ်နော်။ဘုရားတော်ပွင့်ပါရဲ့တဲ့ဒကာသိုက်တို့ဥလာဘူးရောနော်။တရားလည်းဟောပါရဲ့။သို့တော့ကိုကအပယ်ရောက်နေမယ်ဆိုလို့ရှိရင်လည်းကျွတ်တန်းဝင်နိုင်ပါ့။အဲဒီခဏနဲ့ဂျုံသွားလို့ရှိရင်လည်းအခက်ကြီးခက်ပါပဲ။အင်းနံပါတ်ကဘုရားလည်းပွင့်ပါရဲ့တရားလည်းဟောပါရဲ့။ ကိုယ်ကပဲရောက်နေတော့ဒကာဓမ္မတို့ကြွေးလို့ရင်းမြင်သေးရလားမမြင်ပါဘူး။အင်းဒီခဏကလည်းသူဖြစ်တဲ့ခဏကအလကခဏပေါ့ဗျ။မှန်ပါဘူး။ဒါပြင်တဲ့နံပါခဏဟာဒကာဓမ္မတို့ဖရားလည်းပွင့်ပါတယ်တရားတော်တွေလည်းဟောပါတယ်။သို့တော်မရဲရောက်နေတဲ့ဘုန်းကြီးဖြစ်စေဥလဘုရုဖြစ်စေဒကာတိုက်တို့ဖြစ်စေအဲ့ဒီပုံကိုယ်တွေနဲ့ဆိုင်သေးရဲ့မဆိုင်ပါဘူး။ဒါပြင် အလကားခဏလို့မဆိုနိုင်ဘူးအဲ့ဒီသွားဖြစ်နေတဲ့ယုံရတဲ့ခဏတွေကလည်းဆိုလို့ရှိရင်ပြင်မဲ့ဖို့မရနိုင်တဲ့ခဏတင့်ဏဘလို့ဖတ်ထားရစမ်းမှန်ပါဘူးသဘောကျလားတင့်ဏဘကပွဲရောက်နေလို့လဲကျတော့မဲ့ညံဖုန်ညံကိုဖျားပွင့်ရတော့လဲမရနိုင်ဘူးပေါ့ဗျာတင့်ဏဘသဘောကျလားနင့်ဏဘပြောပါဦးမယ်တဲ့ နှစ်နံပါတ်ကဘုရားလည်းပွင့်မာရတရားတွေလည်းဟောပါတယ်သို့တော့ကိုယ်ကတိရိစ္ဆာန်ဖြစ်နေမယ်ဆိုရင်ရောမဲ့ဖို့ရနိုင်မလားမရပါဘူးဒီကဲကမဲ့ဖို့မရနိုင်ပါလေလေဒီခဏဟာလေတိရိစ္ဆာန်မုံဖြစ်ရတဲ့ခဏဟာလေအလကားခဏပေါ့ဗျာဘယ်နှခုရှိသွားဘာပါအောင်နဲ့ကျွတ်တို့ဒီကားလဲဆင်မကြုံဆူကြုံဆူတယ်ဆိုတာတကယ်သိသိအောင်နော် ကဲတဲ့ဘုရားကတော့ပွင့်ပါရဲ့တရားဓမ္မရေလည်းလူပြင်မဟောပါရဲ့ကိုကပြိတ္တာပုံရောက်နေမယ်ဘယ်နဲ့လုံးကျွတ်တန်းဝင်နိုင်ပါမဝင်နိုင်တော့ဒီခဏလည်းဘယ်လိုဆိုကြပါအလကားခဏပဲလို့တရားဓမ္မတွေသဘောပါအင်းဘယ်နှခုရှိသွားသုံးခုရှိသွားပြီတဲ့ gain တခါ လေးခုရှိအောင်ပြောကြပါဦးဆိုခရီးလည်းပွင့်မာရတရားဓမ္မတွေလည်းဟောတယ်ကိုယ်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်အမတန်အသက်ရှည်တဲ့နတ်ကြီးတစ်ခုဖြစ်နေမယ်ဆိုလို့ရှိရင်လည်းနတ်ကြီးမြမာကြီးဖြစ်နေမယ်ဥမာသင်ညာတပ်ဘုံဖြစ်နေမှာအယူပဘုံဖြစ်နေမယ်ဆိုတော့ရုပ်ရှိတော့နာမရှိနာရှိလို့ရုပ်မရှိတရားနာလို့ဖြစ်သေးရဲ့အဲဒီလို ဗျမာရီဖြစ်ပြီးဒီကလာသင်္ညာပအာယုပဗျမာရီဖြစ်နေမယ်ဆိုတော့ခဏဟာလဲမဲ့ဖို့မရနိုင်တဲ့ခဏပဲဘယ်နှခုရှိအင်းဒါတွေကျုပ်တို့ကဓမ္မတွေလွတ်ပါရလားလို့မေးရင်မင်းတို့ပြောကြလွတ်ပါလို့နေတယ်ဆိုတော့ဒါကတိုက်တို့ထင်ရှားတယ်ပေါ့အာရမဂါရမတွေကိုယ့်တို့ဝန်ပါစရာပေါ့ဗျာကိုလေးချက်လွတ်သွားပြီကောင်းပြီ ဘုရားလည်းပွင့်ပါတယ်တရားတော်မာတွေလည်းဟောပါတယ်တဲ့ပစ္စံတည်းဇဏဘုတ်ဆိုတဲ့ဘုရားမရောက်တဲ့အရာတန်ဃာတွေမရောက်တဲ့အရာမှာကျွတ်တို့ကလူဖြစ်နေမှာဗျာဘယ်နဲ့ဆိုကြပါကျွတ်တန်းဝင်နိုင်ပါမလားလို့မေးလိုက်ဝင်နိုင်ကြအကြောင်းမြင်သေးရလားအင်းဒါလည်းအလကားခဏပေါ့ဗျာဘယ်နှခုရှိငါးခုရှိသွားပြီဆိုတာသဘောကျ ခိုင်းတဲ့ဘုရားလည်းမြေကြီးမှာတိုက်မှာပွင့်ပါတယ်အိန္ဒိယထဲမှာပွင့်မပွင့်ညာသာလေတရားတွေလည်းဟောပါတယ်ကိုကမိစ္ဆာဒိဋ္ဌိအယူကမိဘယောယာကယူလာတဲ့အယူကြီးနဲ့နေမိမယ်ဆိုရင်လေဒကာရမတို့ကျွတ်တန်းဝင်နေရရှိရမြေကြီးမှာတိုက်လို့ဖြစ်တာပဲနော်အယူကဘာယူဖြစ်မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိအယူတွေဖြစ်ပြီးဒကာလာနေပြန်တော့လေကျွတ်တန်းဝင်ဖို့ အတော်လေးကွာဝေးသွားတယ်ဆိုတော့လည်းပေါ်ပါလားပေါ်ပါဘူးဒါဖြင့်ဓမ္မတို့ဒီခဏလည်းဖယ်လိုက်ပြီတော့လို့ရပါပါဘူးရှင်းပါဦးရှင်းပါဘယ်နှခုရှိ၆ခု၆ခုရှိသွားပြီလို့ဓမ္မတွေမှတ်တိုင်းစမ်းပါဦးဂိုင်းတကခုနှခုမြောက်ရှိတတ်ပါဦးဘုန်းကြီးတို့ဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်ဖယားလည်းမရှိမှတိုက်မှာပို့ပါတယ်တရားဓမ္မတွေဟောဟောနေပါတယ်ကိုယ်လည်းမရှိမှတိုက်မှာဖြစ်ပါရဲ့သို့တော့ ်နားကပင်မျိုးလုံးကမကောင်းဒီလိုစိတ်ဆန္ဒပုံကိုယ်တွေဖြစ်နေပြန်လေအဲသူမဲ့ဖို့ဝင်နေမှာမဝင်ပါဘူးအဲမိဒီမတိုင်ပြင်ရတော့လေကောင်းတာပြောလဲနားမလဲမကောင်းတာပြောလဲနားမလဲဆိုတဲ့နာခံတို့မျိုးလုံးမမြင်တဲ့ပုံကိုယ်တို့ဖြစ်နေပြန်လို့ရှိရင်လေဒီခဏအလကားခဏပဲလို့ထုံးတဲ့ကြချပါသဘောကြမင်းကခုရှိဘူး ခုနှစ်ခုရှိသွားပြီတဲ့။ဂိုင်းတော့ရှစ်ခုမြောက်တရားဓမ္မတို့ဘုရားသခင်ကိုယ်မြတ်ကြီးလည်းပွင့်ပါရဲ့။တရားကမဟောတဲ့အချိန်နဲ့ကျုံတယ်။ကိုယ်လည်းမရှိမှတိုက်မှဖြစ်ပါရဲ့။ထောင်ရတဲ့နာလည်းပါပါရဲ့။သို့တော့ဘုရားကတရားမဟောတဲ့ဘုရားနဲ့တွေ့ဒီလိုဘုရားလည်းရှိသေးတာမေရယာလိုလိုကြတော့တရားလည်းဟောမဲ့ဘုရားတွေကမဟုတ်ဘူးအဲဒီလိုဘုရားတွေနဲ့တွေ့နေပြန်လို့ရှိရင်လည်း ဘုရားဓမ္မတော့ဘုရားတော့ပွင့်ပါရဲ့ကို့ထောင်တတ်တဲ့နားလည်းရှိပါရဲ့မိသိမာတိုက်လည်းဖြစ်ပါရဲ့ထို့သောပင်ဖြစ်ညာဆိုလည်းကြွေရလွေမြင်သေးရဲ့အမှန်ပါဘောဓဗန္တိရတယ်ဆိုတာတရားမနာဘဲနဲ့မတည်နိုင်ပဲကိုဗျာအမှန်ပါရှင်းမလားရှင်းပါအဲ့ဒါဖြင့်ဒီရှိခုဒီကားလို့ဆိုရင်ဒကာဓမ္မတွေမှတ်လိုက်စမ်းပါမက်ဖို့မရနိုင်တဲ့ခဏရှင်မျိုးအမှန်ပါဘယ်နှမျိုးပါလဲဒါဖြင့် ဒဂရမတော့မဖို့မရနိုင်တဲ့ခဏရှင်မျိုးဟာจิตတို့အတော်ကြုံခဲ့လို့ခင်ကသဲလုံးနဲ့မျှပွင့်တော်မူတဲ့ဖရာတွေပါจิตတို့ဒီရှင်မျိုးတဲ့တမျိုးမျိုးဖြစ်နေလို့မပါခဲ့တာပဲဆိုတာမှတ်လိုက်တာပေါ့သဘောကျအဲဒီရှင်မျိုးတဲ့တမျိုးမျိုးကြုံနေတဲ့အတွက်ဘုန်းကြီးတို့ဒဂရမတွေ၌တဲ့ဘယ်နည်းနဲ့မှจิตတမ်းဝင်ခဲ့ပဲနဲ့ဒုက္ခပင်လေဝေပြီးနေခဲ့ရတယ်ဆိုတာ မသေးပြဘူးပေါ့ဗလားဒါဖြင့်ဒကာဓမ္မတို့ကျွတ်တောင်းဝင်နေတဲ့ခဏကဖရာလည်းပွင့်မှာတရားဓမ္မတွေလည်းဟောပါမှာလေသဘောကြကိုကလည်းထောင်နေတဲ့နားကောင်းတာပြောလဲနားလဲလဲဆိုတာပြောလဲနားလဲလဲဆိုတာအင်္ဂါနဲ့ပြည့်စုံတဲ့တစ်ခုသာကျွတ်တောင်းဝင်နေတယ်အဲ့ဒါခင်ဗျားတို့မှာဖရာသာသနာထားဖြစ်ခဲ့လို့ ဘုရားရှိနေသေးတယ်ဆိုတာသိကြတယ်သိကြပါဘူးကောင်းတာပြောလဲနားလဲတယ်ဆိုးတာပြောလဲနားလဲတယ်ထောင်ကတဲ့နားကလည်းမကမ်းမဆွန့်သေးတော့ဒကာဓမ္မတွေဒီခဏလေးတစ်ခုတည်းမှာခမရတို့အတော်လေးအထုပ်ပြီးတက်လာလို့ဆုံကြကြုံကြတာပဲဆိုတာဖြင့်ဆုံးဖြတ်ချက်ချာဒါဖြင့်ဒကာဓမ္မတွေကြံတဲ့ရှစ်ခဏကနိဗ္ဗာန်မရနိုင်တဲ့ခဏဒီခဏတစ်ခုတည်းပဲနောက်ဆုံးမိတ်ပြောတဲ့ခဏတစ်ခုတည်းပဲ နိဗ္ဗာန်ဝင်နိုင်တဲ့ခဏဆိုတာပေါ်ကလားပေါ်ပါပါအဲဘုရားတော့ပွင့်မှာနော်မှန်ပါပါထောင်ရတဲ့နားလည်းရှိမှာနော်မှန်ပါပါအဲတရားကလည်းဟောမှာမှန်ပါပါအဲ့တော့အခုတော့ပြင်ဘုရားသာသနာရှိလို့တရားကလည်းဟောထောင်ရတဲ့နားရအောင်ရှိပါပါအဲ့တော့ဒီခဏလေးဖြင့်အလွဲမခံနဲ့လို့ပြောလိုက်ပါလေမှန်ပါပါရှင်းကြလားရှင်းပါပါဒီခဏလေးပါတဲ့မှန်ပါပါ နောက်တုန်းကအလွယ်ကြီးလွယ်ပြိတ္တကလာလာခဲ့ရတာခုနကခဏရှင်မျိုးတည်းမှာသွားကြုံမှန်ပါပါသဘောပါလားအင်းနောက်တုန်းကဘုရားသူနဲ့လွယ်ခဲ့ရအပင်ငယ်ရဲမြင်နေခဲ့ရ30ဘုံထဲမှာမသာလောင်းခြင်းထောင်းသေးခဲ့ရအဲ့ဒါတွေကဘာကြောက်ပါလိမ့်မလဲဆိုတဲ့လက်တယ်ယနေ့ပေါ်လာတယ်အင်းရှစ်ခဏတည်းတစ်ခုခုတည်းဝင်းနေလို့ပဲမှန်ပါပါဘာပါလိမ့်ရှစ်ခဏပါ ရှင်းမလားရှင်းပါဘုရားဘုံပညာသရငရေရောက်နေလို့ဘုရားဘုံပညာသရတလိษံရောက်နေလို့ဘုရားဘုံပညာသရပြိတ္တာဖြစ်နေလို့ဘုရားဘုံပညာသရသိညာသအိပဗျမကြီးတွေဖြစ်နေလို့လေးချက်မရှိဘူးလားဘုရားဘုံပညာတော်လဲပြစ္ဆန်တွေဇဏဘုရားမှာဟိုလဝနေနေတဲ့သွားဖြစ်နေလဲလကား တဘောကြဘုရားပဲပွင့်ညာဆိုလည်းမိစိမတိုက်ဖြစ်ညာဆိုလည်းတရားဟောညာဆိုလည်းကိုကအယူကမိစ္ဆာရိဋ္ဌိဖြစ်နေပြန်ရင်ဘုရားလည်းပွင့်ပါလေတရားလည်းဟောပါလေမိစိမတိုက်တယ်လည်းကိုကဖြစ်ပါရဲ့ထောင်တတ်တဲ့နာရီကကန်းနေပြန်ရင်ရောဘုရားလည်းပွင့်ပါလေတရားလည်းဟောပါဘုရားလည်းပွင့်ပါတယ်မိစိမတိုက်တယ်ကိုကလည်းဖြစ်ပါတယ်ထောင်တတ်တဲ့နာလည်းရှိပါတယ်သောသောတရားမဟောတဲ့ဘုရားနဲ့တွေ့နေပြန်တော့ မဖို့မရနိုင်ဘူးဆိုတာပေါ်ကြဒါပြဘိသောတရားဓမ္မတွေအဲ့ဒီရှစ်ခဏရှစ်ကာလရှစ်ချိန်တွေကြော်ပြီးဒီကာလအခုဆူတောင်းပြည့်တဲ့ဘဝပဲလို့သုံးဖြတ်ချက်ခြိုက်စမ်းပါဘာဘဝပါလိမ့်ရှင်းမလားရှင်းပါဒီတစ်ခါလွဲရင်ဖြင့် ဟိုရှစ်ခဏတည်းတစ်ခုခုတော့သွားရမယ်မသွားရပဲဘူးလားအဲဒီကဲသသွားရပြီဆိုမှဖြင့်လဲနောက်ခင်ကဝါလူသဲစုမကဖရာတွေပွန့်လက်တန်ဟောလက်တန်တွေရှင်냐တော့လဲခွန်းကကျွတ်တမ်းဝင်နိုင်တဲ့ရှစ်ခဏတည်းသာတိုးနေကြမယ်ဆိုရင်ဖြင့်ဘုန်းကြီးတို့ဓမ္မတွေကျွေးလို့ရေးမြင်သေးရလားမမြင်ပါဘူးဘယ်ကြောက်เสียကောင်းပါ့မလဲ ပေါ်ပါလားတကယ်သိရအင်းဘလောက်အရေးကြီးတယ်ဗျာကျွတ်တန်းဝင်နိုင်တာကဘယ်နှခဏပါလိမ့်ကျွတ်တန်းဝင်နိုင်တာကအမလေးရှိခုထဲမှာမှာတခုသာရင်ကျွတ်တို့ကိုပိုင်လေးရမှာဒါဖြင့်ကျွတ်တို့အကြောင်းကျွတ်တို့ပြန်စစ်ဆေးလိုက်တဲ့အခါကင်းကပါလူသေးစိမကဖရာတွေပွင့်သွားကုန်းကြပြီဆိုတာလူတိုင်းသိ သိကြဘူးလားသိပါဘူးထိုကဲ့သို့သိပါရဲ့တဲ့ကျွတ်တို့မပါတဲ့အချင်းရာတော့တွေ့ဘူးလားအင်းဘယ်ရောက်နေလို့ပါလဲရှစ်ခဏတည်းရောက်နေလို့ဒကာရမတို့ကိုကျိုးနေခဲ့ကြရတယ်ဆိုတာဖြင့်ပေါ်ရောပေါ့ပေါ်ပါဘူးပေါ်ကြသေးဘူးလားပေါ်ပါဘူး gain ဒါဖြင့်တို့ဒီကားလို့ရှင်မင်းနဲ့ရောက်ဘုရားသခင်ကိုရောမြတ်ဒီမင်းမျိုးဘုံဘွင့်ပြီးဒီကာလသစ္စာလေးပါးတရားတွေ နေအောင်ကြည်လာပြီလေလင်းပြီးဟောသွားကြညာတော်လဲဒုက္ခတမ်းဝင်ပဲနဲ့ဒုက္ခပင်လေဝေပိရိကာလအသေးဓာတ်တင်နဲ့အမျက်စပ်ပိရိကာလနေကြရတာဒုဘာကြောင့်ပါလိမ့်မလို့ဆိုတာဒါအင်္ဂုတ္တပါဠိတော်မှာလာပြီဘာကြောင့်ပါလိမ့်ဒကာရမတို့ရှစ်ခဏတည်းရောက်အဲ့ဒါအင်ကြတာကိုယ့်အကူရှိသေးဩတို့နောက်တော့ကဖရာရင်နဲ့ အလွဲကြီးလွယ်ပြီးချော်ကြီးချော်ခဲ့ရတာဘာပါလိမ့်မလို့ဆိုတော့ဖြေရကြဖြေရပါဘယ်လိုဖြေကြပါရှစ်ခဏတည်းရောက်သဘောကျအဲအခုဒီဘုရားမှာတော့ကျွတ်တန်းဝင်တဲ့ခဏတခုတည်းလာတိုးမိမတိုးမိဘူးလားအဲကျွတ်တန်းဝင်တဲ့ခဏတည်းလာတိုးမိတော့ဒါလေးကိုဒုက္ခရောက်တဲ့နိဗ္ဗာန်ကိုအောင်ပြုနိုင်တဲ့ဤကို မရရအောင်ကြိုးစားလိုက်ကြမှန်ပါပါမကြိုးစားရင်ရှစ်ခဏတည်းပြောင်းဝင်မယ်မှန်ပါပါတခုခုတည်းမဝင်မယ်ဘူးလားမှန်ပါပါအဲ့ကဲတော့ဝင်လို့ရှိရင်ဖြင့်သံဃာထဲမှာအဲမြေတွေဟူသည်ငါသိဘူးတဲ့နေရာကြီးဖွင့်ရမယ်မှန်ပါပါရေတွေဟူသည်ငါသွေးငါသားတွေကဖြစ်တဲ့ရေတွေပဲဆိုတော့လည်းမှတ်ရပဲဘူးလားမှန်ပါပါအဲရေတွေဟူသည်ဒီကားလို့ရှိရင်ငါမြေရေတွေပဲဆိုရင်ရောမှန်ပါပါ အဲဒါကြောင့်ဒီခဏလေးတခုဘုရားလည်းသာသနာလေးကလည်းရှိထောင်းရတဲ့နားလေးကလည်းရှိခေါ်ရတဲ့တရားလေးနဲ့ကြုံဤကဲ့သို့အကြောင်းရင်းညွှန်နေတဲ့အချိန်မှာခမည်းတော်ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကိုဖြင့်မရရယူလိုက်ပါဤကဲ့သို့မယူတော့ပါဘူးဆိုရင်ဖြင့်ရှစ်ခဏတည်းသွားပြီးဒီကလာကိုရင်းစိုးသေးရင်းစိုးနာရင်းစိုးအပယ်လေးပါ ဆိုတဲ့အဆိုးတွေနဲ့အဖော်လုတ်ပြီးဒီကလာ ဘုရားသူသူနဲ့လွယ်အောင်ပါပဲဆိုတာတကသိမှတ်ပြီတော့ဘုလောက်ကြောက်စရာကောင်းလို့အဲဒါကြောင့်အခုဒီနေ့ဒီတရားကိုအင်္ဂုတ္တပါဠိတော်မှာအထင်ကနိဗ္ဗာန်အင်္ဂုတ္တမှာဟောလိုက်တဲ့ဖြစ်ရင်ဘုရားကိုယ်တော်မြတ်ကြီးကဟောတဲ့တရားဖြစ်နေသောကြောင့်အော်တို့ဖြင့်အကျုံကြီးပြုံဆုံကြီးဆုံလာတာလေဖြင့်သာယသမီးစည်းဝါးရင်းနဲ့ဖြင့် အချိန်မပြုံးတော့ပါဘူးတတိဓာဘိကာလနိဗ္ဗာန်ကိုဖြင့်အာရုံပြုနိုင်တဲ့ဉာဏ်ရအောင်ဖြင့်ကြိုးစားပါတော့မယ်ဆိုတာဒီခဏလေးတွဲမှရပါပဲဒီကကြော်လို့နောက်ဘဝဆင်းတော့သွားပြီမသွားပဲဦးလားနောက်ဘဝဆိုတော့ခဏခဏရှိခုတဲ့ဝင်မသွားပဲဝင်သွားတော့ဘယ်တော့တက်လန်းရှိပါသေးလဲ ဟာတကသိုက်တယ်ဥလာဘူးလို့သိပြောက်เสียကောင်းပါလားကောင်းပါဘူးဒါကြောင့်ခွင်းတို့တကဓမ္မတွေခမရတို့ကယမေဖွဲ့ပြီးဒီကလာသာကိစ္စမပြီးလို့သမိကိစ္စမပြီးလို့ရှင်းဝဲကမလုံးလောက်လို့သို့ပြီးဒီကလာခမရတို့လဲနေတဲ့စင်ညာရှစ်ခဏတည်းဝင်ခြင်းလို့မှန်ပါပါဘူးမဆုံခြင်းလားသို့နိုင်တယ်ဆိုတော့ပေါ်ကြပေါ်ပါဘူးဘယ်သေးဝင်ခြင်းလို့ရှစ်ခဏပါ ဖြစ်ခဏတဲ့ဝิญဉ်လိုပဲဆိုတဲ့အဓိပ္ပာယ်ကသေချာသက်ရောက်သွား။ဒါဖြင့်ခမည်းတော်ဒုက္ခပင်လေဝေဒါကိုပင်လေခမည်းတော်ဒီကားလို့ဆိုလို့ရှိရင်မသိလို့ကြိုက်နေတဲ့အဓိပ္ပာယ်ရောက်။မရောက်ဘူးလား။အဲဒါကြောင့်ဆရာဘုန်းကြီးကခရရတော်မူတာရေပြောပြီးဒီကားလားခင်ဗျားတို့တို့တို့အတွက်အလွန်စိုးရင်လူရောကြောင့်ဒီခဏဖြင့်အလွဲမခံလိုက်ပါနဲ့။ပါပါဘာတော့ ဒီကနအလောမခံလိုက်ပါနဲ့ဆိုတာတရားဟောနေတဲ့ခဏတရားထုတ်နေတဲ့ခဏထောင်းနိုင်တဲ့နားရှိတဲ့ခဏတော်တော်ကြာခင်ဗျားတို့ကနားလေးပါလေးလာအောင်ပဲဟောတဲ့ပုဂ္ဂိုလ်ကလည်းမဟောနိုင်တဲ့အချိန်တွေရောက်မယ်သဘောကျအဲ့ဒါတွေကြုံစရာဆုံးစရာတွေကလည်းရှေ့ပါလေတပုံကြီးရှိပြီးဒီကလာနေတဲ့အတွက်ဒီခဏလေးကလည်းသိချရရဲ့လားသိချပါဘူး သိမချရတော့ဓမ္မတို့သည်သိချရအောင်မြန်မြန်ကြီးလှုပ်လိုက်စမ်းပါမှန်ပါပါဆိုင်သမီးစီပွားရေးကိုအဲမတတ်သာလို့သာလို့ရပါတယ်ဆေသူချိန်လေးနဲ့သူထားပြီဒီလောက်ကိုချိန်များများထားကြလို့ရှင်းဖြင့်ခမားတို့ဒီခဏလေးမလွန်ခင်ကိစ္စပြီးတော့မှန်ပါပါဟာကြာဖြင့်ပြီးတော့လူကြီးကအမှန်န်ရှုပ်တယ်ဖေဘုန်းကြီးများတို့လည်းလွယ်ကူတာမဟုတ်ဘူးဆိုပြီးခမားတို့ဆင်ကျင်နေတဲ့ ခမရတို့နေဦးမယ်ဆိုရင်ကြံတဲ့ရှစ်ခုခဏတဲ့ကျွတ်တမ်းမဝင်တဲ့ခဏတဲ့ပါတော့မှန်ပါပါဘလောက်ကြောက်เสียကောင်းလို့မှန်ပါပါဒါကြောင့်မသိသေးတော့ဒကာဓမ္မတွေကမကြောက်ကြဘူးပေါ့ဗျာမှန်ပါပါအခုသေသေးရှားရှားသိလိုက်တော့ဖရဲဆူဆူနဲ့လွဲခဲ့ရတာဘာကြောင့်ဆိုတာယနေ့အကြောင်းပေါ်လာမှန်ပါပါမော့သိဘူးလားမှန်ပါပါဘယ်သေးရောက်ရှိခဏလေးရောက်ရှိခဏလေးရောက်ဟိုခဏဒီခဏမှန်ပါ ်ဖရဲနဲ့လွယ်တဲ့ခဏတွေပေါ့ဗျာခဏဆိုတာဒီကားလို့ရှင်ဖြင့်နေတဲ့အချိန်ကိုဆိုတာပါပဲသဘောပါကြအေးဒါကြောင့်ဒီခဏကကျော်လွန်ပြီးဒီကလာသွားကြမယ်ဆိုလို့ရှင်ဖြင့်ရှစ်ခဏတည်းပဲဝင်မှုရှိတော့တယ်ဝင်လို့ရှင်ဖြင့်ဒီဆရာသမားလည်းကဲတိုင်းမှမဟုတ်ဘူးနောက်ပွင့်လက်ကသမားတို့ဂေါရမတို့ဟုတ်လား အဲအရိမရိယတို့ဆိုတဲ့အရိမရိယတို့လည်းနောက်ဆုံးမိဖုရားကလည်းကဲဆိုင်မမကဲဆိုင်ပါဘူး။အဲသူ့နောက်ပွဲမှာဖုရားတွေကရောမကဲဆိုင်ပါဘူး။အဲဘယ်ရောက်နေလို့ပါလဲ။ကဲဆိုင်ပါဘူး။အဲဒါကြောင့်ဒီတစ်ခါတိမ့်လို့ရှိရင်ဒီတစ်ခါတိုက်မျောလင်းခြင်းမရှိဘူး။မှန်ပါပါ။အလုံးစကားဓမ္မတွေဘယ်လိုဆုံးမြတ်ချက်ချမလဲ။ဆုံးမြတ်ချက်ချမလဲ။ဒီတစ်ခါတိမ့်ရင်မျောလင်းခြင်းမရှိဘူး။မှန်ပါပါ။ဘောလား။ဘောပါ။ဒါဖြင့်အလုံးစကားဓမ္မတို့ ကဲတို့ပါဘုရားသာသနာလည်းရှိတာဟောပြောဆုံးမတဲ့ပုဂ္ဂိုလ်လည်းရှိတာတို့ပါလည်းထောင်နိုင်နေနားရှိတာမသေးသေးတာလည်းကြုံနေသေးတာအင်းဒါဆိုကျွတ်ထိုက်တဲ့ခဏအချိန်ပါလားလို့ဆိုပြီးဒီကလာခင်ဗျားတို့ရွာတဲ့ရတရားတွေကိုရှောင်ပြီးဒီကလာကိုကြုံတဲ့ဥစ္စာလေးကိုအရယူလိုက်ရင်ဖြင့်ဥလာဘူးတို့တရားသိုက်တို့သိကောင်းမယ်အာမေန် ပေါ်ပါလားပေါ်ပါပါခဲဒါဖြင့်ဒီခဏလေးရဖို့လွယ်ကူရလားလွယ်ပါပါဗျာရှစ်ခဏတည်းကလည်းလုံးဝနိဗ္ဗာန်မရနိုင်တဲ့ခဏနိဗ္ဗာန်ရနိုင်တဲ့ခဏကတစ်မျိုးသေးရှိထောင်လာတဲ့နာရှိတော်ဘုရားသာသနာရှင်တို့ဟောရတဲ့ပုဂ္ဂိုလ်နဲ့ဆုံတော့ဒီသုံးခုပဲရှိအဲ့တော့ဒါလေးကအခုအပြည့်စုံတရားဓမ္မတွေမှာကျုံပါရဲ့လားလို့မေးလိုက်ရင်ဘယ်နဲ့ဖြေကြဒီကျုံတာလေးလွှဲသွားရင်ဘယ်နဲ့ဆိုကြ ရှိခနာရေရောက်သွားတဲ့ခါကြတော့ကိုလွဲပြီးဒီကာလဘယ်တော့မှတဲ့လို့မရတဲ့အချိန်နေမရောက်ဘူးတယ်လည်းကြောက်ရရကောင်းပါလားအဲ့ဒါကြောင့်ဒကာရမတို့ခမရာတို့ကအဲအိမ်မနေတဲ့ခါမဖြစ်စီအင်းဒီနေ့ဖြင့်အာမထုတ်နိုင်သေးဘူးမိတ်ဆွေတင်းကလည်းမကောင်းဘူးကွပြောစရာတွေဆိုစရာတွေနဲ့ကိုယ်ကလှုပ်ချင်တာလှုပ်နေလို့မတော်သေးဘူးအဲ့မခံချင်းလို့ဆိုတဲ့အိဗယ်မျိုးရောက်ချင်းလည်းရောက်သွားမယ် ဆိုတာဒကာဓမ္မတော့ကိလေသာကဝင်တရားဟောလိုက်မတော်မိပြတ်သွားဘယ်ကောင်းမလဲဘုရားတရားဟောကိလေသာဝင်ပြီတရားဟောလိုက်တဲ့တွေ့ခင်ဗျားတို့ကလည်းအဲလောကကြီးတဲ့နေရာတော့မကင်းနိုင်သေးဘူးလေဆိုပြီးဒီကာလကိုယ်လုံးမဖြတ်လိုက်ဘူးဖြတ်လိုက်တဲ့အခါကျတော့ခင်ဗျားတို့ဒီဒီခဏလေးလွန်မတော်ဘူးလားလွန်ပါဘူးကိုယ်ကြုံကြိုက်တဲ့ခဏလေးလေလွန်သွားတော့ အဲ့ဒါလည်းပြန်သွားရကိုယ်လည်းဝေဒနာရအင်းသိခြင်းလည်းသိလိုက်ဒီတဲ့ကြီးတဲ့ကိစ္စရင်လည်းပေါ်ခြင်းလည်းပေါ်လိုက်ဆိုတော့ဂိုင်းကျွေရလွေမြင်ကြသေးရဲ့သဘောပါကြအဲ့ဒါဖြင့်ဘုန်းကြီးတို့ဒကာရမတွေဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဒီခဏလေးဟာဖြင့်မလွဲမချော်အမြဲတမ်းတတိထားနေရပါဘယ်လိုထားကြမလဲမလွဲ မလွဲမချော်အမြဲတမ်းသတိထားပြီးဒီကလာနေလိုက်ပါဒီကနာလေးကလည်းတော်တော်စုတော်တော်တော်ပါရမီတော်တော်ဉာဏ်စွမ်းနဲ့တက်လာခဲ့တာမဟုတ်ဘူးနောက်ဆုံးဘိဘဝကိုဖြစ်အောင်တက်လာခဲ့တာနောက်ဆုံးဘိဘဝမှာအကုန်ပြည့်စုံရဲ့သားနဲ့မှဒုက္ခချုပ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်တော့ပါဘူးဘာရဲ့သမီးစိဝါရဲ့ကိစ္စတွေရှုပ်လွန်းလို့ဆိုရင်ဖြင့်ကိုတောင်းလာတဲ့သူတွေလည်း အဲပါဇက်နဲ့တောင်းပြီးခြင်းနဲ့ဖြစ်ဖြစ်သလိုမှန်ပါဘူးအိဗယ်မရောက်ဘူးလားမှန်ပါဘူးအမနန်ကြောက်ဆရာမကောင်းဘူးလားမှန်ပါဘူးအေးဒါကြောင့်ခင်ဗျားတို့ဒီတဲ့ခဏလေးတစ်ခုပဲကိုယ်ပိုင်ရှိတော်တဲ့ကျန်တဲ့ရှိခဏတည်းမှာသွားဖို့ရအရေးကလည်းတဲသေးလေးကြာမကြံဘူးလားနည်းနည်းတိတ်လိုက်ရင်မနဲ့နေပါရှိခဏတည်းသွားတော့လွရေးကျွရေးဒုက္ခဘေးတွေမှာကင်းဝေးဖို့ရမြင်လေးရမြင်ပါဘူးသဘောပါ ဒါဖြင့်တရားဓမ္မတို့ခုခဏလေးရကမှတ်လိုက်တာတဲ့တရားဟောတဲ့ဘုန်းကြီးနဲ့ဂျုံတဲ့ခဏဘုရားသာသနာနဲ့ထောင်တတ်တဲ့နန်းနဲ့အဲဒီခဏလေးသုံးခုကိုလွဲသွားလို့ရှင်မရဘူးသာမှတ်ပြီနော်ရှင်းမလားဒီခဏလေးသုံးခုလွဲသွားရင်ဘယ်နဲ့လဲအဲဒါဒီခဏလေးသုံးခုကခင်ဗျားတို့အတက်ကြီးတက်လာခဲ့ရတယ် အဆုံးကြီးဆုံးသားမှပဲဆိုတဲ့အတိတ်ပဲကိုဥထာဘူးတို့သတိပေးရတယ်။မှန်ပါပါဘုရား။သမင်ညလားအတက်ကြီးတက်လာခဲ့ရတာလား။မှန်ပါပါဘုရား။အဲ့ဒါကိုလက်လှုပ်ပလိုက်မယ်ဆိုရခြင်းမြေအဆုံးကြီးဆုံးသားမထားလို့ရှိရင်ခမည်းတော်ညာမအဲတခါတဲ့သစ်ပင်မြင်းကြီးပေါ်ကနေပြီးအောက်ဂျွန်းတော့ခုံကြသလိုအယိုးတစ်ချာသားတစ်ချာဖြစ်ဖို့ကိစ္စမျိုးလို့ဒါရဲပုံမူကြီးကျယ်သေးတယ်လို့ဒကာသက်ကမှတ်ရမယ်။မှန်ပါပါဘုရား။ မှတ်ထိုက်ဘူးလားမှတ်ပါဘူးဒါသမင်းညပြောနေတဲ့စကားလို့မှတ်လိုက်ပါနဲ့ဘုရားအမြင်နဲ့သေသေးချာချာပြောနေတဲ့အတွက်ဩဒါလေးဖြစ်အလွယ်မခံတော့ပါဘူးအယုတ်ကြည်ကြည်အေးပဲ၆၆မစားခြင်းမနေပါစီတော့နောက်ဒုက္ခအနန္တကြောက်တာနဲ့